အမေရိကန်ကခင်မိနည်းပညာပါဝင်တဲ့ရွှေကုန်းချဒုံးကျည်စနစ်အတွက်ဒီဇိုင်းတစ်ခုကိုရွေးချယ်လိုက်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြပြီးသူ့ရဲ့ယာတုတက်တန်းအဆုံးသက်ချိန်မှာအသုံးပြုနိုင်လိမ့်မယ်လို့ဖြည့်ဆွတ်ပြောကြပါသည်ဇန်နဝါရီကအင်ပီရိုတို့ရောက်ရှိလာပြီးရပ်ပိုင်းကြမှာထရန့်ကပယ်ထိန်ဒုံးကျည်တွေနဲ့ cruise ဒုံးကျည်တွေပါဝင်အမေရိကန်ကိုအန်ဒီယေပေးလာနိုင်တဲ့လာမယ့်မျိုးဆက်တဲ့လေချောင်းအန်ဒီယေတွေကိုတားဆီးကာကွယ်ဖို့ရည်ရွယ်တဲ့အဲ့ဒီစနစ်အတွက်သူ့ရဲ့ရည်ရွယ်ချက်တွေကိုမိတ်ဆက်ခဲ့ပါတယ် ဘတ်ဂျက်အတဲ့အတွက်ကန်ဒေါ်လာ25ဘီလီယံသုံးဖို့ကနအုပ်ရှိမှန်းထားပေမဲ့ဆယ်စုနှစ်များစွာအတွက်အဲ့ဒီပမာဏထက်အများကြီးပုံမှုကုန်ကြလိမ့်မယ်လို့အမေရိကန်ယာရှိတွေကခန့်မှန်းထားပါသည်။တိုက်ခိုက်လာနိုင်တဲ့ရန်သူတွေရဲ့စစ်မြေလက်နက်တွေကြောင့်လက်ရှိလေကြောင်းကာကွယ်စနစ်ဟာဆက်လက်တားဆီးနိုင်ဖို့မဖြစ်နိုင်တော့ဘူးလို့အမေရိကန်ယာရှိတွေကတည်ပြီးထားပါသည်။ဒီစီမံကိန်းကိုအာဂတတပ်ဖွဲ့ဗိုလ်ချုပ်မိုက်ကယ်ဂူတလင်ကကြီးကြပ်သွားမှာဖြစ်တယ်လို့ထရန့်ကပြောပါသည်။ဒုတိယသမရတက်တန်9ရက်မြောက်နေ့မှာထရန့်ကလေကြောင်းတိုက်ခိုက်မှုတွေကိုတားဆီးကာကွယ်နိုင်မဲ့ ဲ့ဒီစနစ်အတွက်အစီအစဉ်တွေတင်ပြဖို့ကာကွယ်ဝန်ကြီးဌာနကိုညွှန်ကြားခဲ့ပါတယ်။ဒီတုံးကြီးကာကွယ်စနစ်မှာအာကာသခြေဆိုင်အာယုံခံကိရိယာတွေကြားဖြတ်ပြစ်ချနိုင်တဲ့လက်နက်တွေပါဝင်မှာဖြစ်ပြီးမျိုးဆက်တဲ့နည်းပညာတွေအသုံးပြုသွားမှာဖြစ်တယ်လို့ထရန့်ကပြောပါတယ်။ကမ္ဘာရဲ့တခြားတစ်ဖက်ချမ်းကဒါမှမဟုတ် ဟာကာသကပြစ်လွတ်လိုက်တဲ့ဒုံးကြီးတွေကိုတောင်မိမိတို့ရဲ့ကာကွယ်စနစ်ကတားဆီးပေးနိုင်မှာဖြစ်တယ်လို့ထရန့်ကပြောပါတယ်။ဒီစနစ်ကအစ္စရေးရဲ့တန်ခွန်ချလေကြောင်းကာကွယ်စနစ်ကိုနမူနာယူထားတာဖြစ်ပါတယ်။ဒါပေမဲ့ American ရဲ့ရွှေခွန်ချဒုံးကြီးကာကွယ်စနစ်ကအများကြီးပုံမှုကြီးမားမှာဖြစ်ပြီးတော့လေကြောင်းအနေနဲ့အမျိုးမျိုးကိုတားဆီးကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။